မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချက်မဲ့စစ်ကောင်စီကိုကြိုးတင်သတင်းပေးပို့ထားတော်လဲတရုတ်ချက်ချင်းဤအသင်းရဲ့ငလျင်ဘေးတင်ပြည်သူများကိုထောက်ပံ့ရေးအတွက်ကာကိုစီကိုစစ်တပ်ကနောင်ချိုမြို့နယ်မှာပြစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဧပြီလ1ရက်နေ့ည9:22မိနစ်အချိန်မှာတရုတ်နိုင်ငံချက်ချင်းဒီအသင်းကမြန်မာနိုင်ငံမှာရှိတဲ့ငလျင်ဘေးတင်းနဲ့ပြည်သူများအထွတ်ထောက်ပံ့ရေးပစ္စည်းများကိုတယ်ဆောင်လာတဲ့ရင်တန်းကိုစည်းကိုစစ်ကောင်စီတပ်ကဆက်လက်တနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီရင်တန်းဟာမန္တလေးမြို့ကိုခရီးဆက်ရမှာနောင်ချုံမြို့နဲ့အုံမတိကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသင်းဆောင်ဆိုင်ပြစ်ခတ်ခြင်းကိုခံခဲ့ရတယ်လို့သိရပါဗါတယ်။တရုတ်ချက်ချင်းဒီအသင်းရဲ့အကူအညီပေးရေးရင်တန်းဟာ မန္တလေးမြို့ကိုခရီးဆက်သွားမဲ့အကြောင်းရင်းကိုလည်းစစ်ကောင်စီထံကိုတရင်ပေးပို့ခဲ့ပြီးဖြစ်တော့လေအခုလိုမျိုးလမ်းခရီးမှာပြက်ခတ်ခံရပြီးတော့နောင်ချိုမြို့ကိုပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။တရုတ်နိုင်ငံတက်ချိန်ဒီအသင်းရဲ့မြန်မာနိုင်ငံငလျင်ဘေးတင်တဲ့ပြည်သူများအထွတ်ထောက်ပံ့ရေးပစ္စည်းများတယ်ဆောင်လာတဲ့ရင်းနှန်းကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီးတော့၎င်းတို့လိုရာခရီးကိုလည်းဆက်လက်ပြီးတော့ပို့ဆောင်ပေးသွားမယ်လို့ TNL ကထုတ်ပြန်ကြေညာထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာပြည်သူများဟာညအချိန်လမ်းမတွေပေါ်မှာဖြစ်တယ်လို့အိပ်စက်နေရပြီးတော့စစ်ကောင်စီရဲ့ကုညီထောက်ပံ့မှုများလုံးဝမရသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်နဲ့မြေငလင်ရဲ့နောက်ဆက်တွဲအဖြစ်မန္တလေးမြို့ပေါ်မှာနေ့စဉ်ငလင်များဇက်တိုက်လှုပ်ခတ်နေခြင်းကြောင့်ပြည်သူများဟာညအချိန်မှာနေအိမ်များမှာမအိပ်စက်ရဲတော့ပဲလမ်းမတွေပေါ်မှာသာဖြစ်တယ်လို့အိပ်စက်နေရတယ်လို့သိရပါရတယ်။အခုလိုမျိုးလမ်းမတွေပေါ်မှာဖြစ်တယ်လို့အိပ်စက်နေရခြင်းကြောင့် ချင်းပေါ်များပြီးတော့ချင်းတော်များအရင်ဟောလိုအပ်နေကတကြီးရွယ်အုံများနဲ့ကလေးငယ်များဟာချင်းကြောင့်ဖြစ်ပွားနိုင်တဲ့နောက်ဆက်တွဲယောဂများဖြစ်ပွားလာမှာကိုစိုးရိမ်နေရတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီရဲ့ကုညီထောက်ပံ့မှုများဟာလည်းလက်ရှိအချိန်အထိရောက်ရှိလာခြင်းမရှိသေးပဲပြည်သူများရဲ့ကိုယ်တူကိုယ်တော့လူတန်းမှုများသာရှိနေတယ်လို့သိရပါဗျ။ ်မန္တလေးမှာငလီကခဏခဏလှုပ်နေလို့ရက်ွက်တဲကပြည်သူတွေကလမ်းမတွေပေါ်မှာဖြစ်တယ်လို့အိတ်နေကြရပါတယ်ကလင်းငယ်လေးတွေရောတက်ကြီးရွယ်အိုတွေရောခြင်တွေကအရန်ပေါ်တော့အရန်ကိုဒုက္ခရောက်နေကြရပါတယ်ခြင်တောင်လှုပ်မဲ့အလူရှင်တွေကိုမျောနေကြပါတယ်ဒီနေ့အထိစစ်တပ်စီကဘာအကူအညီအထောက်ပံ့မှမရသေးပါဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာနောက်ဆက်တွဲငလျင်ဘေးကိုစိုးရိမ်ပြီးတော့ပြည်သူများဟာလမ်းပေါ်မှာထွက်အိတ်နေတဲ့အချိန်တခိုးနဲ့ဓမြတိုက်မှုများစိုးရိမ်နေရပြီးတော့နေအများပြားဟာတခိုးခုတ်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ၁ရက်နေ့ညပိုင်းမှာမန္တလေးမြို့38လမ်းနဲ့42လမ်းကြား89လမ်းမပေါ်မှာမျက်နှာပုံးစွထားတဲ့ဓာတ်ကင်တဲ့လူ9ယောက်ကတွာလာလှုပ်ရှားနေတဲ့အတွက်ပြည်သူများစုဝေးက ဲ့ဒီလူ၅ဦးကိုလိုက်လံပြီးတော့ရှာဖွေရဲရတယ်လို့သိရပါတယ်။ဒါအပြင်ငလျင်လှုပ်ခတ်ပြီးတော့ပြိုကျပျက်စီးနေတဲ့နေအိမ်များပျက်စီးမှုမရှိတော့လဲနောက်ဆက်တွဲငလျင်ကိုစိုးရိမ်ပြီးတော့လမ်းပေါ်မှာထွက်အိတ်နေတဲ့အချိန်မှာတခိုးခိုးခံရမှုများလည်းရှိနေတယ်လို့သိရပါတယ်။မန္တလေးမှာငလျင်လှုပ်ပြီးတဲ့နောက်အိမ်တွေအဖောက်ခံနေရပါတယ်။လူသူပြတ်တဲ့လမ်းကြုံလမ်းကြားတွေမှာလည်းဓားထောက်ဓမြတိုက်တာလူရတတာတွေလည်းအရန်ကိုပေါ်လာတယ်မင်းညဆိုရင်လေ38လမ်း41လမ်းကြားမှာရှိတဲ့89လမ်းပါပေါ်မှာမြန်မာပုံစံတွေနဲ့လူ9ယောက် ပြီးရင်အဲ့ဒီလူတွေကဓာတ်တွေကိုစီလွယ်ထားလို့အဲ့ဒါကိုလည်းလိုက်ရသေးတယ်လို့မန္တလေးဒေသခံပြည်သူတို့ကလူမှုကွန်ရက်ကနေတဆင့်ပြောပြထားပါဗျ။မန္တလေးနဲ့သခိုင်းမှာလျှက်စင်မီပြတ်တောက်နေပြီးတော့အဲ့ဒါကြောင့်ညာဘိုင်းနေမှာသခိုင်းနဲ့မန္တလေးမြို့တစ်ခုလုံးဟာမှောင်မိုက်နေတယ်လို့သိရပါဗျ။အဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူကတခိုးနဲ့လူစုံများကလှုပ်ရှားဓမြတိုက်ခိုးယူမှုများကိုကျူးလွန်နေခြင်းဖြစ်တယ်လို့သိရပါဗျ။သခိုင်းဇေယျကွက်တဲ့ဘက်မှာညာတိုင်းလိုလိုတခိုးကပ်ပါတယ်။အဲ့ဒီတော့ရက်ရွာကလူငယ်တွေစုစည်းပြီးတော့ ကိုယ်အိမ်လုံခြုံရေးကိုယ့်ရက်ရွာလုံခြုံရေးအဲ့ဒါမျိုးတွေပြန်ပြီးတော့လုံခြုံရေးယူနေရတယ်ဘယ်သူမှလည်းလာမလုပ်ပေးဘူးတက်တဲ့ရဲကလည်းညဘက်ကင်းလဲတာဘာညာမရှိဘူးတမျိုးလုံးကလည်းညဆိုရင်မောင်းနေမဲမဲပဲလို့ဇေယျကွက်တဲ့ကအကူကြီးကယ်ဆယ်ရေးလုံနေသူအဝေးတင်တက်ကတော်ចောင်းသားတို့ကပြောပြထားပါဗျ။မက်လ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးနဲ့စကိုင်းမြို့ကြီးများမှာ မျိုးပြက်ကြီးလိုမျိုးဖြစ်နေပြီတော့အပုတ်နဲ့များဟာလဲအခုရက်ပိုင်းမှာပို့ပြီးတော့နန်လာတယ်လို့သိရပါတယ်စစ်ကောင်စီကလည်းရန်ဖန်ရခါလုံခြုံရေးသွာလာမှုများရှိတော့လဲညပိုင်းအချိန်တွေမှာတော့လမ်းပေါ်မှာလုံးဝကိုမတွေ့ရဘူးလို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်အရင်ကဆိုရင်ဟန်ရေးပြလမ်းတလားနေတဲ့စစ်သားတွေရဲတွေနဲ့ပြည်သူစစ်တွေလဲညပိုင်းဆိုရင်တယောက်မှမတွေ့ရတော့ပါဘူးပြည်သူတွေကတော့ကိုယ့်ရဲ့လုံခြုံရေးကိုကိုယ်ပြန်ယူနေရတယ်လို့မန္တလေးမြို့မဟာအောင်မြေမြို့နယ်စုံလောင်အတင်းအဖွဲ့ဝင်တို့ကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်အနေနဲ့ငလျင်တန်းခံထားရတော့လဲကာကွယ်ဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပြီးဆက်လက်ပြီးတော့စစ်တိုက်သွားမယ်ဆိုတဲ့အကြောင်းကိုအကြံဖတ်ခေါင်းဆောင်မင်းအောင်လိုင်းကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်ဘေးဒဏ်ကူညီရေးငွေလူတန်းမှုများလက်ခံပွဲမှာ အချမ်းမစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။လူထုအစိုးရထံကနေပြီးတော့အာဏာကိုလက်နက်နဲ့စစ်အာဏာသိမ်းယူခဲ့တဲ့မင်းအောင်လှိုင်ကလက်ရှိနိုင်ငံရေးအရာဖြစ်ပေါ်လာတဲ့ပြဿနာများကိုအချမ်းဖတ်တဲ့နီးလန်းနဲ့ရွေးချယ်ခဲ့ကြတဲ့အတော့ စစ်တပ်အနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။အချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့လက်ရှိအချိန်ဒီမှာတိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လဲတိုက်ခိုက်မှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရန်အတွက်စုဖွဲ့ခြင်းလက်ကျင့်ပြင်ဆင်ခြင်းများလှုပ်ဆောင်နေတာကိုမိမိတို့အနေနဲ့သိရှိပြီးတော့အခုလိုမျိုးဆောင်ရွက်ခြင်းဟာလည်းတိုက်ခိုက်နေခြင်းဖြစ်တဲ့အတွက်လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းများကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အချက်မဲ့စစ်ခေါင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ငလျင်ဘေးဒဏ်ကြောင့် NUG ကနှစ်ပတ်အပြစ်ခတ်ရစဲမယ်လို့ကြေညာထားမှုကိုလ ၎င်းတရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးတော့စစ်တပ်အနေနဲ့မြေသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရဲ့စခန်းကိုမှ ဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လိုအပ်တဲ့တုံ့ပြန်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်မက်စလာ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့ကိုဗဟိုပြုတဲ့ပြည်အား9.8%ခန့်အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်ပြီးတဲ့အချိန်ကလေးကစစ်တပ်ကတိုင်းနဲ့ပြည်နယ်များကနေရ9ခုကိုလည်းစစ်ကောင်စီက၄ချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်၊ကံကြီးကျေးရွာ၊နောင်လင်ကျေးရွာ၊ကရင်ပြည်နယ်၊ KNU တပ်မဟာ9နယ်မြေမှာရှိတဲ့၄ဝါကျေးရွာ၊စကိုင်းတိုင်းချောင်းမြို့နယ် နွယ်ခွေကျေးရွာနဲ့စစ်တောင်းမြေအရှိတ်ကံဖြူးမြုံနယ်ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုများအလုံးဟာငလျင်လောက်ခတ်ချိန်နဲ့လောက်ခတ်ပြီးနိုင်ယူပိုင်းအကြမ်းမှာစစ်ကောင်စီကအရက်သားပြည်သူများရှိရာနေရာများကိုအကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မတ်လ30ရက်နေ့ညနေ9:00နာရီကျော်အချိန်ကလည်းကြော့ဖြူမြုံနယ်ကုလပါကျေးရွာကိုဓညဝတီရေတပ်က drone တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကုလဘာချေးရွာအနောက်ဘက်ချမ်းကိုဘုံကျဲရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်တချို့နဲ့ဆိုင်ကန်းတစ်ခုလည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။မက်စလာ30ရက်နေမှာလဲပေါ့မြွနဲ့ကပ္ပစ24ကစစ်တပ်ကစနိုက်ပါနဲ့ချောင်းချောင်းပစ်ခတ်ခဲ့ရာပေါ့မြွနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပကဖရဲဘော်2ဦးနဲ့ကျောင်းဆရာ2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။မက်စလာ31ရက်နေ့မနက်6နာရီကမှညောင်ရွှေမြို့နယ်အေးလေးဒေသတောင်ပိုင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တပ်တို့က drone လက်နက်ကြီးများနဲ့ရှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူတွေရဲ့နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗါတယ်။တလားတူပဲမက်စလာ31ရက်နေ့ညနေ6နာရီခန့်မှာလဲ6ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူတွေရဲ့နေအိမ်တစ်လုံးထိမှပျက်စီးခဲ့ရတယ်လို့သိရပါဗါတယ်။မက်စလာ31ရက်နေ့ညနေ9နာရီ54မိနစ်ခန့်မှာစင်ကူးမြို့နယ်လက်ပံလရွာကိုအကြမ်းမဲ့ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များမိလောင်ပျောက်ချခဲ့ရတယ်လို့သိရပါဗါတယ်။မက်စလာ31ရက်နေ့ညနေပိုင်းမှာအကြမ်းမဲ့ဆက်တကမုံငင်းခရိုင် KIA တပ်မဟာ၈ဘက်ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်စစ်တင်တန်းလာတက်တဲ့တင်းတန်းသား38ဦးကြာဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မက်စလာ31ရက်နေ့မွန်လွယ်ပိုင်း2:40မိနစ်အဲ့အချိန်မှာမကွေးတိုင်းပေါ့မြုံနယ်အခြေစားကပ္ပစ24ကလက်နက်ကြီး87မမနဲ့၄ချက်ပစ်ခတ်ခဲ့ရာပေါ့မြုံနယ်ပလောင်ချေးရွာကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်ပလောင်ချေးရွာနေအသက်73နှစ်အရွယ်မတ်အေဂရီဟာဝမ်ဘိုက်ကိုကြီးစံထိမှန်ကတေဆုံးခဲ့ရတယ်လို့သိရပါဗျ။ မတ်လ31ရက်နေ့ည7:00နာရီကျော်အချိန်မှာအချက်ဘတ်စက်တက်က၄ချောင်းနဲ့ ်မြောက်ဦးမြို့နယ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာအသက်66နှစ်အရွယ်ဦးအောင်ကျော်စံတေဆုံးသွားတယ်လို့သိရပါတယ်မက်စလာ30ရက်နေ့မနက်9:00နာရီကျော်အချိန်မှာကြောက်ဖြူမြို့နယ်ဇင်ချောင်းရွာကိုလည်းစစ်တပ်ရဲ့ရေတပ်သင်းမောကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွာတန်ဃာတော်တပားအပါအဝင်အရက်သားပြည်သူ2ဦးတေဆုံးပြီးဆရာတော်တပားနဲ့ကိုရင်အပါအဝင်အရက်သား9ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်မင်းရတိုက်နဲ့ဝနတ်ချွန်ကျေးရွာအနီးပေလေပြင်းမှာရန်နာထားတဲ့စစ်ကောင်စီရဲ့နေဗီကလက်နက်ကြီး၃လုံးနဲ့ ဇင်ချောင်းကျေးရွာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနေ့ကအေပီလာ၁ရက်နေ့ညပိုင်းကချင်းပြည်နယ်မင်းတပ်မျိုးပေါ်ကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာနေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မနေ့ကအေပီလာ၁ရက်နေ့မနက်၁၇နာရီဝန်းကျင်မှာအချက်မဆက်တက်ကအုံမတီးဆန်မကျေးရွာကြားမှာရှိတဲ့တောင်လရွာနဲ့ဂေါ်တကားရွာကိုဒရုန်းနဲ့တစ်ကြိမ်ဂျက်ဖိုက်တာနဲ့တစ်ကြိမ်လာရောက်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ် တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရဲ့မြို့နယ်တိုင်းမှာလုံခြုံရေးနဲ့အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့လုံချမ်းများဖွဲ့စည်းရန်ညွှန်ကြားထားပြီးတော့လစာအဖြစ်နဲ့တယောက်ကိုတစ်လကိုငွေကျပ်နှစ်သိန်းပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြည်သူ့စစ်နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားရှိပြီးဖြစ်တော်လဲလုံချမ်းအဖွဲ့များကိုထပ်မံဖွဲ့စည်းရန်ညွှန်ကြားလာခြင်းဖြစ်ပြီးတော့အဲ့ဒီအဖွဲ့များဟာအဓိကအားဖြင့်မြို့နယ်များရဲ့လုံခြုံရေးကိုစစ်တပ်ရဲများနဲ့အတူပူးတွဲပြီးတော့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါပါတယ်။တမျိုးနယ်ကိုလုံချမ်းအဖွဲ့ဝင်အယောက်90နဲ့ဖွဲ့စည်းသွားမှာ ာဖြစ်တယ်လို့သိရပါဗျ။မြို့နယ်တိုင်းမှာလုံချမ်းအဖွဲ့တွေဖွဲ့စည်းမှာဖြစ်ပြီးတော့တမျိုးနယ်ကိုအဖွဲ့ဝင်90နဲ့ဖွဲ့စည်းသွားပါမယ်။ပါဝင်မဲ့အမည်စရင်တဦးချင်းစီရဲ့ကိုရဲအချက်လက်အပြည့်စုံကိုလုံးမော်ပုံရှစ်ဝဲရသုံးပတ်မြင်ဓာတ်ပုံတွေတောင်းပါတယ်။အသက်ကတော့16နှစ်ကနေအသက်65နှစ်အထိမြည်သူမဆိုပါဝင်လို့ရပါတယ်။လာစားကတော့တလကိုတယောက်ကိုနှစ်သိန်းလုံးနဲ့ရိတ်ခါအပြည့်ထောက်ပံ့ပေးမယ်လို့သိရတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ဓာတ်ရိုက်ဆက်ဆံနေရတဲ့သတင်းရေးမြစ်ကပြောပြထားပါတယ်။လုံချမ်းအဖွဲ့ဝင်များဟာမြို့ပြလုံချုံရေးကိုအထူးဦးစားပေးပြီးတော့ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အသက်16နှစ်ကနေအသက်35နှစ်အတွဲလူငယ်များအနေနဲ့လုံချမ်းအဖွဲ့မှာတာဝန်ထမ်းဆောင်လိုပါကစစ်မှုထမ်းတာဝန်များကလည်းရွှေစန်းခွင့်ရရှိမှာဖြစ်တယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းတနက်ပင်မြို့နယ်အောင်ချမ်းသာရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ခန့်အုတ်ချုပ်ရေးမှုများနိုင်က ြည်သူများကိုစစ်မှုထမ်းလာစဉ်ချင်းအတရားဓမ္မကောက်ခံနေပြီးတော့ဝင်မပေးနိုင်တဲ့လူငယ်များကိုအတရားဓမ္မစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အုပ်ချုပ်ရေးမှူးများနိုင်ကလူစားထိုးလိုသူများထံကနေပြီးတော့လူစားထိုးကတယောက်ကိုငွေကျပ်သိန်း100ရယူပြီးတော့အောင်ချမ်းသာကြီးပါကလူငယ်များကိုဖမ်းဆီးကလူစားထိုးစစ်မှုထမ်းတပ်သားများအဖြစ်နဲ့ပို့ဆောင်ပေးနေတယ်လို့သိရပါရတယ်။စုစုပေါင်းအောင်ချမ်းသာကြီးပါကလူငယ်၄ဦးကိုစစ်မှုထမ်းအစားထိုးတပ်သားအဖြစ်နဲ့ဖမ်းဆီးပြီးစစ်ထဲကိုပို့ဆောင်လိုက်တယ်လို့သိရပါရတယ်။ တခြားရွာကပတ်စံရှိတဲ့သူတွေကအုတ်ကြီးများနိုင်ကိုလူသားထိုးဖို့ရှာခိုင်းထားတယ်သူကလူသားထိုးစစ်သားတအုပ်ကို သိန်းတရာနဲ့ရှာပေးတယ်။သူကအဲ့ဒီသူတွေကိုပြန်ရောင်းတဲ့သဘောပေါ့။တခါတလေအရန်ကိုဒုက္ခရောက်နေတဲ့အိမ်တော်စုဝင်တွေကပတ်စံမပေးနိုင်ရင်ဖမ်းပြီးတော့စစ်ထဲကိုတန်းထည့်တာပဲ။ရွာမှာလည်းရဲနဲ့ပေါင်းပြီးတော့လောင်ကစားဝိုင်းတွေကိုမပြတ်ထောင်ထားပါလေလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အောင်ချမ်းသာချေးရွာအတွင်းမှာစစ်မှုထမ်းခြင်းဆိုပြီးတော့လာစင်လာတိုင်းကောက်ခံနေတယ်လို့သိရပါတယ်။ဒါအပြင်တမချင်းငွေဆိုပြီးတော့အိမ်တော်စုတိုင်းကိုငွေကျပ်၄သိန်းကနေပြီးတော့၅သိန်းအထိပေးနေတယ်လို့သိရပါတယ်။တချို့သောရွာသားများဟာလည်းတမချင်းငွေတောင်မှမသိရှိရပဲတရွာလုံးရဲ့နာမည်များထည့်က ကအကုန်လုံးကိုဆက်ခိုင်းနေခြင်းဖြစ်တယ်လို့ဒေသခံများကသတင်းပေးဖို့တိုင်ကြားထားပါတယ်စစ်မှုထမ်းခြေကလွန်ခဲ့တဲ့3လလောက်က2000ကောက်ပါတယ်3000ကောက်တာ3လရှိနေပါပြီလာတိုင်းကိုပေးနေရတယ်အကယ်၍များရက်ကြော်သွားခဲ့ရင်မိုက်နဲ့နာမည်တက်អော်ပြီးတော့စစ်မှုထမ်းနဲ့လိုက်ရမယ်လို့ကြော်ညာတော့အကုန်လုံးကကြောက်ပြီးတော့ထဲ့နေရတာဗောလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စီးရဲသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအများဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ